မိတ်ဆွေတို့အသက်၅နှစ်ရွယ်မှာဘာတွေလုပ်နေကြလဲကျမတို့ကကလေးဘွားမှာစားမယ်တောက်မယ်စော့မယ်နဲ့ကြီးခဲ့ဘူးတဲ့ဇလန်းတွေကလိုမျိုးစူပါဟီးရိုးဒါမှမဟုတ်စင်ဒရဲလာဖြစ်ဖို့စိတ်ကူးရင်နေကြပါမယ်။နဝေနိုင်ငံမှာရှိတဲ့မက်ဂနက်ဆိုတဲ့အသက်၅နှစ်ရွယ်ကလေးတယောက်ကတော့ကဘာမြေပုံပေါ်မှာရှိတဲ့နိုင်ငံတိုင်းရဲ့နာမည်ကိုအလွတ်ပြောနိုင်တဲ့အထိညံကောင်းနေဆိုရင်တော့အံ့ဩသွားကြမှာ။ဆိုတော့အံ့ဩမစောပါနဲ့။ဘာလို့လဲဆိုတော့သူ့မှာဒီထက်ပိုပြီးတော့မှအံ့ဩဖို့ကောင်းတာတွေကအများကြီးရှိသေးလို့ပါ။ ူကအခုချိန်မှာဆိုရင်စစ်တူရင်လောကရဲ့နတ်ဖျားဖြစ်လာပြီးတော့ classical chess ပြိုင်ပွဲမှာ125ဝယ်တိတိရှုံးပွဲမရှိစံချိန်ကိုပါတင်နိုင်ခဲ့ပါပြီ။ဟုတ်ပါတယ်သူကတော့အားလုံးသိကြတဲ့ magnet gaiser ပါ။ဆိုတော့အခုဗီဒီယိုထဲမှာ သူဘလို့စံချိန်တွေကိုချိုးခဲ့တယ်။၅ချိန်ဆက်တိုက်ကမ္ဘာချန်ပီယံဖြစ်လာတဲ့အကြောင်းနဲ့ဘလို့ပြိုင်ပွဲကနေနှုတ်ထွက်ခဲ့တာလဲစတဲ့အကြောင်းအရာတွေကိုပြောပြပေးသွားမှာပါ။ဆိုတော့ကျမတို့က magnet gaiser အကြောင်းကိုမပြောခင်မှာ chess အကြောင်းကိုအရင်ပြောကြရအောင်။ chess ကိုမိတ်ဆွေတို့ကဘယ်လိုမျိုးမြင်ကြလဲဘယင်မတွေယထားတွေမြင်းတွေနဲ့ရှုပ်ရှက်ခတ်နေတဲ့ကစားနည်းတခုလို့မြင်ကြလားဒါမှမဟုတ်လို့ရှင်ရင်အုံနောက်ကိုအတုံးရဆုံးကစားနည်းတခုလို့မြင်ကြလားဆိုတော့ Netflix ကနေရိုက်ထားတဲ့ Queen Camp ကိုတော့မကြည့်ဘူးတဲ့သူရှိမယ်လို့မထင်ပါဘူးမျက်နှာချက်ပေါ်မှာ chess အယုတ်တွေရွှေ့နေတဲ့အပိုင်းကိုမိတ်ဆွေတို့မြင်ရောက်မိမယ်လို့ထင်ပါတယ်ဒီလိုအဖြစ်မျိုးကအပြင်မှာကောရှိနေမလားဆိုတော့မိဘတွေအများကြီးနဲ့ကျမတို့ရဲ့ chess အပေါ်အမြင်တွေကတော့ပြောင်းလာပါတော့တယ် chess ကအုံနောက်ရဲ့ဘယ်ဘက်အချမ်းကိုညာဘက်အချမ်းကိုပါတိုးတက်အောင် လုံးနိုင်တဲ့အတွက်နိုင်ငံတကာကပညာရေးသင်ယိုးတွေထဲမှာတော့သင်ပေးရတဲ့အထိကိုအောင်မြင်ခဲ့တာပါ chess မှာပထမ3ခွက်ရွှေ့ပြီးသွားတာနဲ့ပွဲပြီးတဲ့အထိဖြစ်နိုင်ခြေပေါင်းက6တန်းကျော်ရှိပါတယ်ဟုတ်ပါတယ်မတူညီတဲ့အကွက်ပေါင်း6တန်းကျော်တောင်ရှိတာပါ အကွက်တစ်ခုချင်းစီတိုင်းကမတူတဲ့တုတ်ပြန်မှုတွေနဲ့ရာသမျိုးစုံကိုပေးနိုင်ပါတယ် နေရုပ်လေးတစ်ခုအตาကနေပွဲစဉ်တစ်ခုလုံးကိုဖြောင်းပြန်လှန်ပစ်နိုင်တဲ့ဒီလုံနိုင်တာကတော့အချက်ရဲ့ထူးခြားချက်လို့ပြောရမှာပါချက်ဆိုရဲကစားနီးကလူတိုင်းစမ်းကြည့်တဲ့ကစားနီးတစ်ခုပါပွဲစဉ်တိုင်းမှာမတူတဲ့ပုံစံမျိုးနဲ့ရှင်ပြိုင်နိုင်ုံတာမကပဲနဲ့ပြိုင်ဘက်ကိုထောင်ချောက်စင်မလားပြိုင်ဘက်ကဘလို့အကွက်တွေကြိုပြီးတော့မှစီစဉ်နေလဲဆိုတာကိုခံမှန်းပြီးတော့သူ့ရဲ့ကင်းကိုဂျောင်ပိတ်ရိုက်တာမျိုးလားကိုယ့်ရဲ့အရှုံးတွေကနေသင်္ကန်းစာ ပြန်ယူပြီးတော့မှပိုကောင်းအောင်လေးလာမလား ဆိုဖြစ်နိုင်ခြေတွေကတော့အများကြီးပါပဲမက်ဂနက်ကိုရိုင်းကလည်းစစ်သူရင်ဆိုတာက64ကွက်ထဲမှာရှိတဲ့အယုတ်တွေကိုဟိုရွှေဒီရွှေလုံးနေရောမဟုတ်ပဲနဲ့ကိုယ့်ရဲ့စိတ်ကူးတွေဗျူဟာတွေကိုအကောင်းဆုံးအသုံးချနိုင်တဲ့အားကစားတစ်ခုလို့ပြောခဲ့ပူပါတယ်မက်ဂနက်ကန်ဆန်ကို1990ခုနှစ်နိုဝင်ဘာလ30ရက်နေ့နော်ဝေနိုင်ငံမှာမွေးဖွားခဲ့ပါတယ်မွေးချင်းမောင်နှမ3ယောက်ရှိပြီးတော့သူကတဦးရီတော့ယောက်ျားလေးပါပဲ တူးတက်၅နှစ်ရွယ်ကလေးကကဘာမီပုံကို အလွတ်ရတဲ့အထီတောင်မှလုံနိုင်ခဲ့ပါတယ်။ဒီလိုကဘာမီပုံကိုအလွတ်ရရုံနဲ့မကပါဘူး။လက်ကိုအယုတ်တွေကိုစိတ်ရှည်လက်ရှည်ဆက်ရတာကလည်းဝါသနာပါခဲ့ပါသေးတယ်။ဒီလိုမျိုးစိတ်ရှည်ရာတွေမှညံကောင်းတာတွေကစစ်တူရင်ထိုးတဲ့အခါမှာအများကြီးကိုအတုံးဝင်လာခဲ့လို့ပြောရမှာပါ။ငငယ်ကလေးကသူ့ရဲ့အစွမ်းတွေကိုတွေ့သွားတဲ့ဖခင်က chess ကစားနည်းကိုသင်ပေးခဲ့ပါတယ်။ အစပိုင်းမှာမဂနက်ကချက်ကစားနီကိုတိတ်ပြီးတော့မှစိတ်ဝင်စားခဲ့ပါဘူး။ဒါပေမဲ့သူ့အမကိုနိုင်အောင်ဆော့မယ်ဆိုတဲ့စိတ်နဲ့စတင် လေ့လာခဲ့ပါရင်ဒါကလည်းသူ့ကိုစစ်တူရင်လောကထဲကိုတွန်းပို့ပေးလိုက်နိုင်တဲ့အချက်တစ်ချက်ပါပဲ။၂004ခုနှစ်သူ့အသက်73နှစ်အရွယ်မှာမဂနက်ကချက်လောကရဲ့ Grandmaster အဆင့်ကိုရခဲ့ပါတယ်။အဲ့ဒီချိန်မှာသူကတမိုင်းတလျှောက်ဒုတိယအငယ်ဆုံး Grandmaster ဖြစ်ခဲ့တာပါ။ အဲ့ဒီနှစ်မှာပဲ Regrabit Rapid ပြိုင်ပွဲမှာကမ္ဘာချန်ပီယံစု6ကြိမ်ရရှိထားတဲ့ Gary Kasparov နဲ့တရေကြအောင်ဆော့နိုင်ခဲ့ပါတယ်။ Kasparov ကိုယ်တိုင်အံ့ဩသွားရတဲ့အထိ Magnus ရဲ့အစွမ်းကတော်တော်လေးကိုမှထင်ရှားခဲ့တာပါ။ Magnus တယောက်ကကမ္ဘာထိပ်တန်းနေရာကိုဘလို့ရောက်လာတာလဲ။ရိုးရိုးလေးပြောပြရမယ်ဆိုရင်ပြိုင်ဘက်တွေကိုအနိုင်ပိုင်းပြီးတော့မှရောက်လာခဲ့တာပါ။ဒါပေမဲ့သူ့ရဲ့ပြိုင်ဘက်တွေကတာမန်လူတွေတော့မဟုတ်ပါဘူး။ သူရဲ့ပြိုင်ဘက်တွေကဘေဝတ်နတန်အနန်လို့ခေါ်တဲ့ကဘာစစ်တုရင် ချန်ပီယံဆုကို၅ကြိမ်ရရှိထားတဲ့အိန္ဒိယနိုင်ငံသားပါ။2013ခုနှစ်မှာအနန်ကို အနိုင်ရခဲ့ပြီးတော့ဒုတိယအသက်အငယ်ဆုံးကဘာချန်ပီယံဖြစ်လာခဲ့တာပါ။မက်ဂနက်စ်ရဲ့အသက်22နှစ်အရွယ်မှာချန်ပီယံဖြစ်ခဲ့တာမလို့သူကဂယ်ရီကက်စပါရော့ပြီးရင်ဒုတိယအငယ်ဆုံးကဘာချန်ပီယံဖြစ်ခဲ့ပါတယ်။အဲ့ဒီနှစ်ကနေစပြီးတော့သူအနားယူခဲ့တဲ့2022ခုနှစ်ထိ ဆယ်စုနှစ်တခုနေပါလုံးကသူ့ရဲ့ချန်ပီယံဆုကိုအကောင်းဆုံးပုံစံနဲ့ကာကွယ်နိုင်ခဲ့တာပါထူခြားတာတခုအနေနဲ့ပြောရမယ်ဆိုရင်2019ခုနှစ်နဲ့2020ခုနှစ်တွေထဲမှာရှင်ပြိုင်ခဲ့တဲ့ classical chess ပြိုင်ပွဲပေါင်းက125ပွဲရှိပါတယ်အဲ့ဒီ125ပွဲမှာ42ပွဲအနိုင်82ပွဲတရည်နဲ့ရှုံးပွဲ3ပွဲမှမရှိတဲ့စံချိန်ကိုရခဲ့တာပါဒီလိုလုံးနိုင်တာကကဘာပေါ်မှာသူတယောက်တည်းပဲရှိပါတယ်ပိုပြီးတော့ထူးခြားတာကတော့အဲ့ဒီ125ပွဲမှာဆိုရင် တဖက်ကရှင်ပြိုင်ခဲ့တဲ့ကစားသမားတွေကကဘာအဆင့်20အတွင်းကိုဝင်တဲ့သူတွေကြီးပါပဲ2014ခုနှစ်မှာလည်းသူရဲ့ ELO training က2882နဲ့ကဘာအမြင့်ဆုံးစံချိန်ကိုရခဲ့တာပါဒီဖြစ်ကိုနှိုင်းရှင်ပြရမယ်ဆိုရင်ကဘာပေါ်မှာဂိုးသွင်းအများဆုံးနဲ့နိုင်ပွဲအများဆုံးဘောလုံးသမားတစ်ယောက်ဖြစ်ရတယ်လို့ပါပဲဒါပေမဲ့ဒီနေရာမှာတခုထူကြတာက Magnus လို့ဂိုးများဖို့ဆိုတာကအခုချိန်ထိတယောက်မှမရှိသေးတာပါပဲ။ အဲ့ဒီနှစ်မှာပဲသူက Rapid နဲ့ Blade ကမ္ဘာချန်ပီယံဆုတွေကိုပါရခဲ့တာမို့လို့ Classic ရဲ့ Rapid နဲ့ Blade ဆိုတဲ့ပုံစံ၃မျိုးစလုံးမှာချန်ပီယံဖြစ်ခဲ့တဲ့ပထမဆုံးသူဖြစ်လာခဲ့ပါတယ်။ဒီလိုမျိုးကမ္ဘာစစ်တူရင်ချန်ပီယံဆိုတဲ့ဂုဏ်ကို၁၀နှစ်နီးပါးထိန်းထားနိုင်ခဲ့တဲ့ Magnus က Classic ရဲ့ Chess မှာဆော့ရတာကိုမပျော်တော့တဲ့အတွက်၂၀၂၂ခုနှစ်မှာချန်ပီယံဆုကိုကာကွယ်တော့မှာမဟုတ်ဘူးဆိုပြီးတော့မှကြေညာခဲ့ပါတယ်။ သူကိုယ်တိုင်ပြောခဲ့တာက classical chess ရဲ့အချိန်ကြာရှည်တဲ့ပုံစံကသူ့အတွက်ဆရာထက်တန်မှုမရှိတော့ဘူးလို့ဆိုပါတယ်။အမြဲတမ်းနိုင်နေတော့ပြိုင်နေရတာကိုပြင်းသွားပြီးတော့မစော့ကျင်တော့တဲ့သဘောပါပဲ။ဒါမှမဟုတ်ပြိုင်ဘက်တွေကိုအနိုင်နဲ့ပိုင်းလိုက်တာလားဆိုတာကတော့မပြောတတ်ပါဘူး။ magnet က classical chess မှာသာမစော့တော့ပေမဲ့စစ်တူရင်တော့ဝေးမသွားပါဘူး။ rapid နဲ့ blip ပွဲတွေမှာ magnus ကအခုချိန်ထိရှင်ပြိုင်နေပြီးတော့မှစုတွေကိုလည်းတင်ပိုက်ထားတော့မှာပဲ။ Rapid ဆိုတာကတော့ classical chess လောက်အချိန်မကြာဘဲနဲ့အများဆုံးတစ်နာရီထိပဲကြာတတ်တဲ့ပွဲပါ။ Blitz ဆိုတဲ့ပွဲကတော့ပွဲအစဆုံးမှ10မိနစ်လောက်ပဲကြာတတ်ပါတယ်။ပွဲစဉ်အတွင်းမှာကိုကအကွက်ရည်ဘလောက်များများကို အမြန်ရွှေ့နိုင်တယ်လဲဆိုတာနဲ့ဘလောက်မြန်မြန်တွက်ချက်နိုင်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မှကွဲသွားတာပါ။ပြီးခဲ့တဲ့2023ခုနှစ်မှာသူက Rapid နဲ့ Blitz ကမ္ဘာချန်ပီယံဆုနှစ်ခုလုံးကိုထပ်ရခဲ့ပါသေးတယ်။ ဒါကြောင့်သူရဲ့စုစုပေါင်းကမ္ဘာချန်ပီယံစုပေါင်းက16ကြိမ်အထိရှိနေပါပြီ။စကားမဆန်မက်ဂနက်ကန်ဆန်လိုမျိုးတဦးပေါက်တယောက်ထွန်းတွေအကြောင်းကိုထပ်ပြီးတော့မှ သိချင်နေဆိုရင်တော့ရှင်တော့ application ထဲမှာရှိတဲ့ CNN သတင်းဌာနရဲ့ CEO ဖြစ်တဲ့ Walter Isaacson ရေးသားထားတဲ့ Einstein Leonardo Da Vinci နဲ့ Steve Jobs အနစ်ချုပ်တွေကိုတွားရောက်ဖတ်ရှုနားဆင်ကြဖို့အတွက်ကိုတိုက်တွန်းချင်ပါတယ်။ရှင်တော့ application ဆိုတာကနိုင်ငံတကာကကမ္ဘာကျော်စာရေးဆရာတွေရဲ့စာအုပ်ပေါင်း600ကျော်ကို မြမဘာသာပြန်ပေးထားပြီးတော့အတန်နဲ့ရောစာနဲ့ပါအချိန်မရွေးနေရမရွေးဖတ်ရှုနားဆင်နိုင်တဲ့ Oreo ဘုတ်တွေလည်းပါဝင်တာကြောင့်မလို့စာဖတ်ဖို့အချိန်မရှိတဲ့သူတွေက အခုပဲ Play Store နဲ့ App Store မှာ download ဆွဲပြီးတော့ဒီနေ့ကစပြီးတော့စာဖတ်ဖို့အတွက်ကိုတိုက်တွန်းလိုက်ပါရှင်ဆိုတော့ဗီဒီယိုကိုပြန်ဆက်ရမယ်ဆိုရင် Magnus ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေကအများကြီးရှိပါသေးတယ်သူသက်10နှစ်သားမှရင်စစ်သူရင်ပွဲပေါင်းတထောင်ကျော်ကိုအလွတ်မှတ်မိနေတာပါ တပတ်လုံးဘာနဲ့ထမင်းစားခဲ့လဲတောင်ကိုကိုကိုမမှတ်မိတဲ့အချိန်မှာမက်ဂနက်စ်ကပွဲပေါင်းတပေါင်းကို အလွန်မှတ်မိနေရဲဆိုတော့တော်တော်လေးကိုထူးဆန်းတယ်နော်ဆိုတော့မက်ဂနက်စ်လိုမျိုးအုံနောက်မျိုးသားရှိလို့ရှင်တော့ဘယ်တော့မှစောင့်မွဲကြမှာမဟုတ်တော့ပါဘူးပြီးတော့လူဆယ်ယောက်နဲ့တပြိုင်နက်ချက်ဆော့ပြီးတော့မှအနိုင်ရခဲ့ပါတယ်ဒါတွေမကပါဘူးမျက်စိမိတ်ပြီးတော့မှဆော့ခဲ့တာပါအကွက်ပေါင်းတန်းချီရှိတဲ့ချက်ကို စိတ်ထဲမှာပဲမှတ်ထားပြီးတော့ ဆယ်ယောက်လုံးကိုအနိုင်ယူနိုင်ခဲ့တာကတကယ်ကိုလွန်လွန်းနဲ့နော်ဥရောပကနော်ဝေနိုင်ငံသားဖြစ်တဲ့မက်ဂနက်စ်ကအားလဲချိန်တွေမှာဆိုရင်ဘောလုံးကန်ရတာနဲ့နှင်းလျှောစီးရတာကိုဝါသနာပါပါတယ်သူအကြိုက်ဆုံးဘောလုံးအသင်းကတော့ရီယယ်မက်ဒရစ်ပါဒါဆိုမက်ဂနက်စ်တယောက်ကကမ္ဘာအကောင်းဆုံးဆိုတဲ့အဆင့်ကိုဘယ်လိုရောက်လာခဲ့တာလဲဆိုတော့အဖြေကတော့ရှင်းပါတယ်သူကပြိုင်ဘက်တိုင်းကို အလဲထိုးဖို့ကိုပဲစိတ်ထဲမှာထားပြီးတော့အာယုံဆူဆိုင်မှုအပြည့်နဲ့စော်သွားနိုင်လို့ဆိုတာထက် ဖြစ်နိုင်တဲ့အကွက်အရေအတွက်ပေါင်း၉တန်းကျော်မှာအနိုင်ရမဲ့ရွှေကွက်တွေကိုပဲသေးချအတုံးချသွားနိုင်လို့ပါပဲ။မဂနက်က classical ချက်မှာမစော့တော့ပေမဲ့အခုလက်ရှိအထိတော့ rapid နဲ့ blitz မှာအစွမ်းပြနေတော့မှာပဲ။ရှေ့လာမဲ့နှစ်တွေမှာရော magnus တယောက်ကိုရှင်ပြိုင်နိုင်မဲ့ပြိုင်ဘက်ပေါ်လာအောင်ပါလား။ဒါမှမဟုတ်ရင်သူတယောက်တည်းပဲစုတွေတန်းစီပြီးတော့မှတင်းသွားမလားဆိုတာကတော့စောင့်ကြည့်ရအောင်ပါ။ကျွန်မကတော့ဒီတစ်ခေါက်ဗီဒီယိုကနေပြီးတော့မှဒီချက်လေးတွေကိုသင်ခန်းစာရလိုက်ပါတယ်။ ။နံပါတ်၁ချက်ကတော့စိတ်ရှည်မှုနဲ့အာယုံစူးစိုက်မှုကအောင်မြင်မှုရဲ့အခြေခံပါ။နံပါတ်၂ချက်ကတော့ကိုယ့်ရဲ့အစွမ်းစတွေကိုအခွင့်အရေးဖြင့်ပြောင်းလဲပစ်ဖို့လိုအပ်ပါတယ်။နံပါတ်၃ကတော့စိန်ခေါ်မှုတွေကိုရင်ဆိုင်ပြီးတော့မှကိုယ့်ရဲ့နေပယ်ကိုချဲ့ထွင်ရမယ်ဆိုတဲ့အချက်ပါပဲ။မက်ဂနက်စ်ကသူ့ရဲ့ဉာဏ်ရည်အာယုံစူးစိုက်မှုနဲ့မိဘတွေရဲ့လမ်းပြမှုကိုအကောင်းဆုံးအသုံးချပြီးတော့မှအောင်မြင်မှုလမ်းစီကိုရှောက်နိုင်ခဲ့တာပါ။မက်ဂနက်စ်လိုမျိုးဉာဏ်မကောင်းခဲ့ရင်ရောဘာတွေလုပ်လို့ရမလဲ။ ဒီအတွက်ကတော့ရွှေနှုတ်ကိုကြီးနေတဲ့မိတ်ဆွေတို့အတွက်တရက်ကို၄ဒေါ်လာတဲ့နဲ့စူးစားရုံးကန်ခဲ့ပြီးတော့အသက်30အရွယ်နဲ့မီလီယံနာဖြစ်လာတဲ့သူတယောက်အကြောင်းကိုကျမတို့ရဲ့ရွှေနှုတ် YouTube Channel တွေကဒီဗီဒီယိုလေးထဲမှာပြောပြပေးထားတာဖြစ်လို့သွားကြည့်ကြဖို့ကိုလည်းတိုက်တွန်းလိုက်ပါတယ်။ဒီတော့ဒီဗီဒီယိုကိုကြီးနေတဲ့မိတ်ဆွေတို့ကရောငငယ်ကညံရမ်းကောင်းတဲ့ကလေးလားဘယ်လိုမျိုးလဲဆိုတာကို comment မှာရေးခဲ့ပေးပါအောင်နော်။ ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအသံနဲ့ပါနှာထောင်လို့ရလို့အခုပဲသွားဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။